はい。申し送り16番のメッセーャー。〇〇ゴーシスのさやまさん。夕食時に食事会場を拒否されました。いらないと手を振り払われたため、少し時間を置いて再度声かけし、おかずを3割ほど召し上がりました。朝食時も様子を見てください。 အေးမာရူမာရူအခန်းကဆာယမဆန်ကတဲ့ညနေစာစားတဲ့အချိန်မှာရှောက်ကူချီခိုင်းကျော်သူ့ကိုထမင်းစားတာကိုကူပြီးတော့ကျွေးပေးမဲ့ဟာကိုသူကညင်းဆန်ခဲ့ပါတယ်ချော်ဟိဆိုတာကညင်းဆန်တာเนาะဣရနာရင်မလိုဘူးပေါ့နော်ဆိုပြီးတော့ထဲ့ကိုဖူရီဟာရာဝါရဲတထမယ်လက်ခါတာပေါ့နော်လက်ခါပြတဲ့အတွက်စကော့ရှီ အနေငယ်ဒီကန်အိုအီတဲ့အချိန်ခဏလေးစောင့်ပြီးတော့လို့ပြောချင်တာပါเนาะအချိန်ခဏလေးထားပြီးတော့အိုခုဆိုတာကထားတာဟုတ်အချိန်အနေငယ်ထားပြီးဆိုတာကကဲခဏလေးအချိန်ကိုခဏလေးစောင့်လိုက်ပြီးတော့ဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့เนาะဆန်စီတို့ရဲ့မြန်မာစကားနဲ့ပြောရင်ကြတော့လေနည်းနည်းလေးအချိန်လေးကိုခဏလေးစောင့်လိုက်ပြီးတော့စိုက်တို့ခွဲခတ်ခဲရှိနောက်တစ်ခေါက်ပြန်ပြီးတော့ငါကူပေးရမလား ရှကူကြီးခိုင်းကြောလုံးမယ်ဆိုပြီးတော့ခွဲခတ်ခဲလုံးလိုက်တဲ့အခါမှာအိုကာဇူကိုဟင်းကိုဆောင်းဝါရီဟိုတော့ဒီ30ရာခိုင်နှုန်းလောက်မေရှာကာရီမတ်တာစာတုံးပေးခဲ့ပါတယ်တဲ့အုံဆောင်ပေးခဲ့ပါတယ်တဲ့စားခဲ့တယ်ပေါ့ကွဒါပဲမတ်တာလို့ပြောလိုက်တာပေါ့နော်ချိုးရှကူကြီးမို့မနေ့စာစားတဲ့အခါမှာလေရောဆူကိုမိတဲ့ခူတာဆိုင်အခြေအနေကိုကြည်ပေးပါဒီမှာထဲကိုဖူဒီဟာတာဥစာလက်ခါပြတာနော် အဲ့တော့လက်စာနဲ့စံစေးတင်ပြီးရုံးမယ်နော်ဟာရဥဆိုတာကဒီမှာတော့ပေးချေသည်ဆိုပေမဲ့ခါသည်ဆိုတဲ့အဓိပ္ပာယ်လည်းပြောလို့ရတယ်ဖုံနေခါလိုက်တယ်ဆိုရင်ဟာရဥဖုံခါသည် ဟာရဥနဲ့ခါလို့ရနောက်တစ်ခုက rewasher ဆန်တွေက apron ဆိုတဲ့ဟာကိုတက်တယ်မလား apron နော် apron လေးကိုတက်ကြတယ်အဲ့တော့ apron လေးကိုတက်တဲ့အခါမှာနော် apron မှာအဲ့ ထမင်းလုံးတွေပါတွေကတ်လာတယ်ဗောနော်အဲ့ဒါကိုကိုကလက်ခရီးနဲ့ပုတ်ချပြီးတော့ခါတာနော်အဲ့ဒါကိုကျတော့ဟာတာခုလို့ပြောတယ်ဟာတာခုနဲအဲ့တော့ကိုကလူဟိုဗောနော်ငွေနှမ်းတယောက်ကပကံစေးနေရဆိုပါဆိုကိုကလီယောရှာဆိုင်ရဲ့ဒီလိုမျိုးပေးကြံနေတဲ့ ဒီ apron ကြီးကိုယူလာပြီးတော့ငါနည်းနည်းခမယ်နော်ဘေးစင်ထဲမှာပေါ့နော်ဆိုရင် hatakimas ne လို့ပြောလို့ရတယ်နော် hataku နော် harau ဆိုတာလဲခတာပဲနော်အဓိပ္ပာယ်ရှိတယ်နော်ခါးဒီဆိုတဲ့အဓိပ္ပာယ်ရှိပါတယ်အဲ့တော့ဒါလေးကိုလည်းမှတ်ထားပါနော်